DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်မှာတိုက်ခိုက်ရေးလျင် Jet Fighter စင်ဂျိုလာ10ရက်နေ့ကပြန်တန်းနေစဉ်ဆက်ချွင်ပြီးပြက်ချမိလောင်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်။မနေ့ကနေ့လယ်12နာရီကျော်လောက်မှာပလဲမြို့နယ်စပါးစေနာကတိုက်ပွဲမှာလေကြောင်းပစ်ကူလာတဲ့ Jet Fighter ကိုဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကပြစ်ချခဲ့ပြီးနောက်အခုလိုထုတ်ပြန်လာတာပါ။ စစ်တပ်လေရင်ပြတ်ကျခဲ့တဲ့ပလဲမြို့နယ်စပါးစေးရွာက ပြည်သူတွေအပါအဝင်အနေဝန်းကျင်ကျေးရွာကပြည်သူတွေဟာဂျွလ10ရက်နေ့နေ့ကင်း12နာရီကျော်တဲ့အချိန်ကစတင်ပြီးကျေးရွာအတွင်းမှာမနေရကြတော့ဘဲဘေးလွယာကိုထွက်ပြေးနေကြရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ စကိုင်းတိုင်းကောလင်းမြို့နယ်တဲကကြေးဝါတွေကိုစစ်ကောင်စီတပ်ကဂျွန်လ9ရက်ည9နာရီခွဲအချိန်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့အရသာတယောက်သေဆုံးတာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ Calling Revolution KR team ကပြောပါတယ် TVB နောက်ဆုံးရသတင်းတွေကို TVB TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။